ဟုတ်ပြီငွေကြီးနဲ့ပတ်သက်လာရင် လူမျိုးမခံတော့လာဖြစ်ပါတယ်လုပ်ငန်းအလုပ်တစ်တွေကိုယင်းနှီးလှုပ်ဆောင်တာမျိုးတွေအကျိုးပေးပါတယ်เนาะကောင်းပြီလူငယ်တွေအရှည်ရင်းနဲ့ပတ်သက်လာရင်တော့အင်တာဗျူးအားသာကောင်းမွန်ပြီးတော့မေတ္တာအင်တာဗျူးနိုင်ငံခြားအင်တာဗျူးတွေကောင်းပါတယ်ခင်ဗျာနိုင်ငံခြားကိစ္စတွေအင်တာဗျူးကိစ္စတွေမှာเนาะစနေသားသမီးလူငယ်များအဖို့ကတော့ရှစ်သူမရှိသူတွေရည်စားမရှိသူတွေ အိမ်အောင်ဘက်ဖူးစာဘက်ကောင်းပေါ်လာမဲ့လကျင်းတည်ဒီကြတဲ့လဖြစ်တဲ့အတွက်ကြောင့်မလို့ငါးလပိုင်းဆိုတဲ့ကာလတော်တွေမှာမိမိတို့အရှိရေးနဲ့ပတ်သက်လို့မေတ္တာရေးနဲ့ပတ်သက်လို့ရှိရင်ဘာကိုမဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်ခြင်းဟာကံရဲ့အားတာမှုနဲ့အထောက်အကူကိုရရှိတတ်သောလဖြစ်ပါတယ်ခင်ဗျာအိမ်အောင်ရှင်များဖို့ကတော့အိမ်အောင်ရေးမှာတဦးနဲ့တူတစ်ယောက်နဲ့တစ်ယောက် မင်းနဲ့ရှင်းဆိုင်ကိုပြဿနာတက်ရတာမျိုးတွေဂျုံကတက်တဲ့အတွက်ကြောင့်မလို့မိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတာမျိုးမိမိတို့ရဲ့အိမ်တော်ကြီးမှာအပေါင်းအသင်းမိတ်ဆွေတဦးတယောက်ပါလာရင်ဖြစ်စီဆွေမျိုးတဦးတယောက်ကိုရဲ့ကိစ္စကိုအကူအညီကိစ္စကိုကြောင်းအကြောင်းပြုပြီးတော့ဂျားထဲမှာနော်မိမိအိမ်တော်ဘက်ကတစ်ဖက်ဆွေမျိုးသားချင်းမိသားစုဝင်ဟာတစ်ဖက်ဆိုပြီးတော့ဒီလိုမျိုးလေးတွေကြောင့်ပြဿနာကရောက်ကစားလေးတွေပေါ်လာတက်တဲ့အတွက်ကြောင့်ဖြစ်နိုင်ရင်စေတနာတွေဝေဒနာမပူပါနဲ့ကာ အားပါရင်ခါနာတတော်လဖြစ်တာဟုတော့တတိထားစင်ကျင်ရန်အတွက်လိုအပ်တော်လဖြစ်ပါတယ်ဒီလက္ခဏာတော်တွင်မှာမိတ်ဆွေတို့နော်ဘာကိုဖြစ်ဖြစ်လုပ်ငန်းကိုင်ကဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးလုပ်မယ်ဆိုရင်ရဲရဲကြီးလုပ်ပါတေချာဆုံးဖြတ်တဲ့အခါမှာလည်းဖြစ်အောင်လုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်မျိုးကိုဆုံးဖြတ်ပြီးလုပ်ပါတိထက်နှိမ့်ကြသွားနိုင်စရာတော့မရှိပါဘူးကျမ်းမာရေးမကောင်းတဲ့မိတ်ဆွေများဘာလို့လို့အခက်အခဲကြုံအပြက်အစီးကြုံအညံ့ကြုံနေတဲ့မိတ်ဆွေများအဖို့ကတော့မိတ်ဆွေများခင်ဗျမိမိတို့အနေနဲ့ ်ညောင်ပင်တစ်ပင်မှာညောင်လေးဝါးလေးနဲ့တကူချောင်းကိုကူပြီးတော့ညောင်သွားထောက်ပေးပါဖြစ်နိုင်အဲ့ဒီဝါးမှာရွှေရောင်ကလေးတုပ်ပြီးတော့ထောက်ပေးတာပိုတော့ကောင်းပါလေခင်ဗျာညောင်ထောက်ချင်းအားဖြင့်မိတ်ဆွေတို့ရဲ့ရင်းဆိုင်နေတဲ့ကံကြမ္မာတွေဟာနှိမ့်ကြသွားနိုင်စရာမရှိဘဲပြန်ပြီးတက်မှတ် လာမယ်ဆိုတဲ့နမိတ်ကိုယူတာဖြစ်စေကျမ်းမာရေးညံ့နေလို့ရှိရင်ကျမ်းမာရေးကောင်းစီရန်အတွက်ညောင်ထောက်တဲ့ကုသိုလ်လေးကိုဆရာတို့မြန်မာလူမျိုးရှေ့အစဉ်ဆက်ဆက်တုံးခဲ့တဲ့အတွက်ညောင်ထောက်ချင်းကုသိုလ်ကိုမိမိရဲ့မွေးနေ့မှာနော်မိမိရဲ့စနေနေ့မွေးနေ့မှာဘယ်ရှင်မစိုးညောင်ထောက်ချင်းကုသိုလ်ပြုလုပ်ပြီးတော့လှုပ်ဆောင်လိုက်ပါဒါဆိုရင်မိတ်ဆွေရဲ့ကံဟာကံကောင်းမှုနဲ့အားသာမှုတွေရရှိလာမယ်လကျမ်းမာရေးနဲ့ပတ်သက်လာရင်နလန်နလန်မထတဲ့လူနာတော့နလန်ထပါမယ်လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီ ဒီလက်ထာတော့ဒီမှာအကျိုးပေးသောအရာအနေနဲ့ဆိုရင်အနီရောင်အသားရောင်အစိမ်းရောင်ငွေမြင့်ရောင်အကျိုးပေးပါတယ်အကျိုးပေးစီသောနေသားအနေနဲ့ဆိုရင်စနေစနေချင်းတွဲလောက်တာမျိုးအကျိုးပေးတယ်တောက်ကြသာသမီတွေနဲ့တွဲဖက်လောက်တာဟာမိစုတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့အားသာစီပါတယ်အကျိုးပေးစီသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့လျှောက်ကဏ္ဍခုနှစ်ကဏ္ဍ၈ကဏ္ဍ၆ခွန်၈စီနီယာအတွဲလေးတွေဟာမိစုတို့ရဲ့ကံကိုတိုးတက်စေပြီးတော့အားပြုကံကောင်းစေပါတယ်အကျိုးပေးသောအရာဟာ မြောက်စုစုရဖြစ်ပြီးတော့ စန်းတီယာအရက်ကတော့အရှိအရက်ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အရာရာကိုအရေးကြီးတဲ့ကိစ္စတွေလုပ်ငန်းဆောင်တာတွေဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာအောင်မြင်တိုးတက်စေရန်အတွက်ဆိုရင်မိမိရဲ့လုပ်ငန်းကိစ္စမသွားမီမလုပ်မီမှာမိမိရဲ့အိမ်မှာရှိတဲ့မျက်စွာဘုရားကိုအမွေးနှံ့တာလေးသုံးချက်တိတိစွဖြန်းပူဇော်ပြီးတော့ဖရာတရားတန်ခါဆိုတဲ့ဂုံတော်လေးကိုအာယုံပြီးပြီးတော့အမွေးနှံ့တာလေးစွဖြန်းပြီးတော့နော်ပူဇော်ပြီးတော့မိမိတို့ရဲ့လူရကိစ္စကိုအောင်မြင်အောင်ဆောင်ရွက်ရင်ပြိုးစားရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိစေမယ်လာဖြစ်တာတော့အတေချာပဲဖြစ်ပါလေခ မြအဆက်ဆက်ရရမိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွင်မှာတတိထားစင်နေရမယ်အရာလေးတွေကိုဖော်ပြပေးပြစီဒီစနေသားသမီးမိတ်ဆွေတွေကဒီက2025 9လပိုင်းတွင်မှာဘာလို့လှုပ်လို့ဗုဒ္ဓဖူးသားသမီးတွေနဲ့တွဲဖက်လှုပ်တာမျိုးဟာညံ့စေသလိုဗုဒ္ဓဖူးသားသမီးတွေနဲ့ပတ်သက်ပြီးတော့အားနည်းစီပါတယ်ခမြဒါအပြင်မိတ်ဆွေတို့အနေနဲ့ရေထွက်ကုန်ပစ္စည်းတွေအဲ အလှကုန်ဆိုင်ရာရောင်းဝယ်မှုလုပ်ငန်းတွေအမှုပညာဆိုင်ရာလုပ်ငန်းတွေဗကြီးဘဘူးဘေးရင်ဗေဒစံချံတရုပ်ဆောင်တဲ့ပတ်သက်တာမျိုးတွေဖြစ်နိုင်လို့ရှိရင်အားနည်းစီတဲ့လာဖြစ်တယ်ချွေဝယ်တာမျိုးချွေဝင်တာမျိုးတွေမိတ်ဆွေတို့ပို့အားနည်းစီတယ်အမှုပညာဆိုရှယ်မီဒီယာနဲ့ပတ်သက်တာတွေထင်ပေါ်အမှုပညာနဲ့ပတ်သက်ပြီးတော့အဆိုအကအရေးတီးသူခုမှတပင်နဲ့ပတ်သက်တာတွေပညာရေးဆိုင်ရာကိစ္စတွေမှာတော့မိတ်ဆွေတို့အနေနဲ့ဖြစ်နိုင်ရင်အရန်ကြီးယုံရင်ယုံလေနှစ်လေဖြစ်ရတတ်တဲ့အတွက်တော့တတိထားဆင်ကျင်ရမယ်အာနာနာနဲ့ ဟောပါရစီခမသတိထားဆင်ခြင်ရမယ်နေသားအနေနဲ့ဆိုရင်တော့ဗုဒ္ဓဖူးသားသမီးတို့သတိထားဆင်ခြင်မှာဘာကိုလှုပ်လှုပ်မိုးပြရောင်တို့အပန်းရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုအားနေပြီးတော့ညံ့စီတော်လာဖြစ်ပါတယ်ဒီလာတာတော့တွေ့မှာတောင်ဆူဆူရက်တွေကိုခကြီးမထွက်ပါနဲ့မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေထင်ကိုကြံ့ကြာစေနိုင်ပါတယ်အဋိဌံပြုလို့တပါဆိုရင်တော့စနေသားသမီးမိတ်ဆွေတွေနဲ့အဋိဌံပြုလို့တပါဆိုရင်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့အစဉ်ပြေစေရန်အတွက်ဆိုရင်တော့အဲ ဟိုနေ့စဉ်မနက်တိုင်းမှာတန်ဖို့တည်တက်စီရွတ်တာမျိုးဖြစ်စီညအိပ်တဲ့အခါမှာတက်စီရွတ်တာမျိုးဖြစ်စီရွတ်ဆိုပြီးတော့ရွတ်ဖက်ပြီးတော့တလားတာလုံးမှာအကျင့်လုပ်ပြီးတော့ရွတ်သွားလိုက်ပါမိတ်ဆွေတို့ရဲ့ကံညှမ်းမှုတွေတောင်တိတိတသာကံကောင်းပြီးတော့အားတာပြီးတော့အထောက်ကူဖြစ်စေမယ့်လာဖြစ်ပါလေဒါဟာပြင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်အရာစနေသားသမီးမိတ်ဆွေတွေအဖို့တို့တက်စီပြီးတော့ကံကောင်းစီရင်အတွက်ဆိုရင်တော့ဒီလဟာစကားအများကြီးမပြောပါနဲ့ စကားအများကြီးပြောရင်အမားအများကြီးပါတတ်တာမျိုးမိမိရဲ့အတွင်းရေးကိစ္စမိသားစုရေးကိစ္စတွေမှာသူတပားကိုမပြောမိအောင်စင်ကြမှာဖြစ်နိုင်ရင်မိမိရဲ့ချွေထွက်တာကောင်းပါလေခင်ဗျာချွေထွက်ရင်ပို့ပြီးတော့ပိတ်နေတဲ့လက်တွေညံ့နေတာတွေကပြန်လေကောင်းမွန်လာပါလိမ့်မယ်မှန်မှန်ပါဘူးခင်ဗျာနော်ဆိုတော့မိတ်ဆွေတို့မိသားစုတွေမှာကြမ်းမာရေးညံ့နေတာမျိုးဘာလို့လို့ခက်ခဲကြံ့ကြာနေမိတ်ဆွေတို့သတိပြုကြည့်ပါ ရွှေဝင်ထားလို့ဖြစ်ပါလိမ့်မယ်သို့မဟုတ်လူဝင်ထားလို့ဖြစ်လိမ့်မယ်လူဝင်ဝင်ရွှေဝင်ဝင်ရွှေပြန်ထွက်လိုက်တဲ့အခါကံကပြန်လဲတဖန်ပြန်တက်လာမယ်ဆိုတဲ့သဘောကိုဆောင်ကျင်းဖြစ်ပါတယ်ခင်ဗျာကောင်းပြီဒီလအတွင်းမှာမိတ်ဆွေတို့အနေနဲ့ပတ်စံပစ္စည်းအထားမှားတာမျိုး ပြောက်တာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့တော့မိမိရဲ့ပစ္စည်းတွေကိုပတ်စံတွေကိုတရားသိမ်းမှာပတ်စံနေတော့တရားသိမ်းပေါ့တကယ်လို့မသိမ်းကျင်လို့ပုံနေလဲဆရာငယ်နာလာအပ်ထားလို့ရပါလေခင်ဗျအဲကောင်းပြီဆိုတော့ကြံတာကတော့လက်မခံဘူးเนาะလူတွေတို့ဟိုအပူတွေတို့တော့လက်မခံဘူးနော်ဆိုတော့ပတ်စံတို့အဲတံမိုးရှိတာဆိုဆရာအကုန်ရတယ်ခင်ဗျเนาะဆရာရပြီဆရာအရှိအပ်ပြီเนาะဆရာပြန်မပြီးတောက်เนาะအဲတခုပဲကိုဆုံးပေါင်စားလာဟုတ်ပြီဆိုတော့ မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စီရန်အတွက်ဆိုလို့ရှိရင်တော့ဘာကိုဖြစ်ဖြစ်အလင်းစလုံးမဆုံးဖြတ်ပါနဲ့တတိထားဆင်ခြင်းဆောင်ရွက်ပြီးရန်လိုအပ်ပါတယ်မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေရောင်းတဲ့အခါမှာမီးကျက်တို့နော်မီးအချောင်းတို့နော်ဖန့်ဆွမ်းရလို့ပေါ့စနေနံနေဆိုတော့ဘာလို့ရှိမမီးကျက်တို့မီးချောင်းတို့ဓာတ်ဘူးတို့ဓာတ်ပုံတို့နဲ့ထိတွေ့ရိုက်ပုတ်ပြီးရောင်းလိုက်ရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေရောင်းထွက်ရောင်းတွက်သွားပါမှာအတေကြပဲဖြစ်တယ် ထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီတလတာလုံးမှာအဆက်ဆက်ရအစဉ်ပြေအောင်မြင်တိုးတက်စေပြီးပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မပြောမီကြော်ညာလေးဝင်ပြသေးခင်ဗျဆရာငယ်နှပ်ဖီတင်မိချင်ရင်ခွန်ကိုတုံညာ293ညာလေးတက်လျှောက်790290416เนาะ အဲကိုက app telegram မှာဖြစ်စီ viber မှာဖြစ်စီ main ဆက်သွယ်နိုင်ပါတယ်ပြန်ပြောပြပါမယ်7902904176ပါခင်ဗျာ0939293411တခြားကိုက app telegram မှာဖြစ်စီ viber မှာဖြစ်စီဆက်သွယ် main နိုင်ပါတယ်ဆရာငယ်အတုတွေကလုံးတွေ 2D ပေးတဲ့ဆရာတွေ 3D ပေးတဲ့ဆရာတွေလည်းပေါ်နေကြောင်းနဲ့အဲ့ဒါဆရာမဟုတ်ကြောင်းထပ်လောင်းတတိပေးပါရစီဆရာ TikTok messenger မှာလည်းဘီမဟုတ်ကြောင်းထပ်လောင်းပြောကြပါရစီခင်ဗျာကောင်းပြီ ဒီတလာတာလုံးမှာအဆက်ဆက်ရေးရအစဉ်ပြေစီပြီးငွေကြီးကံအားကောင်းစီရန်အတွက်စနေသားသမီးမိတ်ဆွေများအဖို့ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့နှစ်မျိုးပေါ်ပြပေးပါမယ်။နံပါတ်1ကငွေကြီးနဲ့ပတ်သက်သောရေရာငွေကြီးနဲ့ပတ်သက်လို့အခက်အခဲတွေအကြက်တဲတွေကြုံနေတဲ့အခါစနေသားသမီးမိတ်ဆွေများမြုပ်နေသောငွေတွေပြန်ပေါ်လာအောင်လို့ဆိုရင်တော့ကြွေပကံများတစ်ချက်ထဲမှာမုတ်လုံးကြီးပေါ့28လုံးတိတိကိုထည့်ပါတောက်တော်ကြီးတစ်ခွက်ထည့်ပြီးတော့အလဲမှာ ဖျောင်းနိုင်တဲ့ဂိုင်းတွင်းပြီးတော့မြက်စွာဘုရားအာစနေနေ့မှာဆူတောင်းပြီးတော့ဂျုံယုံကြည်ကြီးနဲ့ဆူတောင်းပြီးတော့ပူဇော်ပါခက်ခဲနေတဲ့ငွေတွေကြန့်ကြာနေတဲ့ငွေတွေမြုပ်နေတဲ့ငွေတွေပြန်လဲတိုးတက်ကောင်းမွန်အောင်ဆူတောင်းလိုက်ပါဂျုံယုံကြည်ကြီးနဲ့ငွေကြီးကံဟာဟောတုတေကြတယ်ရောက်ရှိလာမှာအတိကြပဲဖြစ်တယ်ခင်ဗျာဒုတိယတစ်ခုဒီတရတာလုံးမှာမိတ်ဆွေတို့နဲ့အဆက်ဆက်ရရအစဉ်ပြေပြေဇီးပြီးတော့ငွေကြီးကံအားကောင်းစီရန်လွယ်လွယ်နဲ့ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ကျတော့ကွန်းရွာလေးတစ်ရွာပေါ်မှာ ထုံးကလေးနဲ့เนาะစိတ်ထဲမှာပေါ်ပေါ်ထင်ထင်မထင်ထင်ထုံးကလေးနဲ့စဒဘဝစဒဘဝစမလေးလုံးပြောတာတနည်းအားဖြင့်ဖရားလေးစုကိုလည်းပေါ်ပြတယ်နမင်းကြီးလေးပါကိုလည်းပေါ်ပြတယ်ပထဝီတီဆိုအာဘောဝါရောဆိုတဲ့ဓာတ်ကြီးလေးပါကိုလည်းပေါ်ပြတယ်ခင်ဗျာเนาะစဒဘဝစကကုတံဖရားဓာတ်ဟုတ်လားဂေါဏကုံဖရားဓာတ်ကတဟုတ်လားစဒဘကတဘဖရားဝါဂေါရမဆနာဘောဂေါရမမြတ်စွာဘုရားဆိုပြီးတော့ ရည်မှန်းပူဇော်ပြီးတော့မြတ်စွာဘုရားရှင်ပွင့်ခဲ့ပြီးတဲ့ဘုရားရှင်ဘုရားလည်းဟိုပူဇော်ရည်မှန်းပြီးတဲ့အခါလက်ဖက်အသားမပါအယိုးမပါတဲ့လက်ဖက်ကလေးစီးလဲဆန်းမြန်လို့အနှဲငယ်ကိုထည့်ပါအနှဲငယ်လေးကိုထည့်ပြီးတဲ့အခါကွန်တီလေးကနှစ်စိတ်နဲ့ပကံများထဲမှာပကံပကံများလေးတစ်ချက်ထဲမှာထည့်ပါထည့်ပြီးတဲ့အခါမိတ်ဆွေတို့တောက်တော်ကြီးနှစ်ခွက်နဲ့မိမိအိမ်ကမြတ်စွာဘုရားဈေးဆိုင်မှာလှူဒန်းပူဇော်ခြင်းဖြင့်မိတ်ဆွေတို့ရဲ့ငွေကြီးကံတွေအားလုံးကောင်းလာပြီးတော့စန္ဒီသာသမီမိတ်ဆွေတွေအားလုံးကျင်းသေးပေါ့ အဆက်ဆက်ရရအစဉ်ပြေးလာမယ်ဆိုတဲ့အကြောင်းကိုပြောရင်းနဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးငားလာပိုင်းအတွင်းမှာအဆက်ဆက်ရရအောင်မြင်လို့ယေရနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေခမအောင်ချင်းအဖျားဖျားအောင်ချင်းလီလီပိုင်းဆိုင်ရရှိပြီးတကလားဘေးပြာမှန်သမျှဝေးကွာလို့အောင်မြင်ခြင်းပေါင်းအောင်မြင်မှုအပေါင်းတရဖူစောင်းကြပါစေကြောင်းဆရာကဆုတောင်းထောပနာပြုလိုက်ပါတယ်ခမယေရှုတင်ပါတယ်ဒါကတော့ဆရာက2025ခုနှစ်9လပိုင်းအတွက် စနေသားသမီးမိတ်ဆွေတွေကိုတရက်နေမှာတမင်အချိန်တရက်နေမှာအစာကောင်းအောင်လို့ဆရာကအထကောင်းအောင်လို့အယုံကောင်းအောင်လို့နောက်ဆုံးပိတ်ထိတ်ဆုံးအောင်မြင်အောင်လို့စနေတွေကိုတရက်နေမှာ live လွှင့်ပေးကြောင်းနဲ့ထူးထူးခြားခြားဖြစ်ကြောင်းကိုလည်းဆရာကထပ်လောင်းပြောရင်းနဲ့ယေရှုတင်ပါလေဆရာငယ်မိတ်ဆွေတွေအားလုံးဆရာလို့ရောက်ချော်ကြပါစေ